တွင်ပထမသတင်းပတ်ရဲ့တောက်ကြနေရှမာတီဦးအင်းဂလိချံအခန်းကြီး9အခန်းငယ်20မှ26ထိုချိန်၌သခင်ယေရှုသည်တပည့်တော်တို့အားမိန့်တော်မူသည်ကားတင်တို့၏ဖြောင့်မခြင်းသည်ကျမ်းတတ်ဆရာများနှင့်ဖာရိစေဦးတို့ထက်မသာလင်တင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ဝင်ကြရလိမ့်မည်မဟုတ်ဟုငါဆို၏လူအသက်ကိုမတတ်နှင့် တတ်တော်သူသည်ယုံ၌ပြစ်စင်ခြင်းကိုခံထား၏ဟူ၍ရှေးသူကြီးတို့အားပြညတ်ထားခဲ့သည်ကို သင်တို့ကြားခဲ့ရလေပြီတို့ရတွင်သင်တို့အားငါဆိုသည်မှာမိသူမဆိုမိမိညီအကိုပေါ်အမျက်ဒေါသထွက်လျင်ယုံတော်၌အပြစ်စင်ခြင်းကိုခံထား၏မိမိညီအကိုအားအသုံးမကျသူဟုခေါ်၍ကဲ့ရဲ့စော်ကားသောသူသည်လွတ်တော်၌အပြစ်စင်ခြင်းကိုခံထား၏ မိမိညီကိုအားအယူဟုခေါ်သောသူသည်ဂဟေနာမိတံကိုခံထား၏ထို့ကြောင့်တင်းသည်တင်းပူဇော်တက္ကာကိုရစ်ပလင်သို့ယူဆောင်လာသောအခါတင်းညီကိုသည်တင်း၌အပြစ်တင်စရာတစုံတစ်ခုရှိနေသည်ကိုထိုနေရာ၌တရိယာလျင်တင်းပူဇော်တက္ကာကိုရစ်ပလင်ရှေ့တွင် ထားခဲ့ပြီးလျင်တွား၍သူနှင့်တင့်မြတ်အောင်ပထမဦးစွာ ပြုလိုလော့ထို့နောက်မှပြန်လာ၍ တင်းပူဇော်တက်ကာကိုဆက်ကလောတင်းဒီတင်းတရားပြန်ပဲနေဒူတရားယုံသို့သွားနေစဉ်သူနှင့်ပြန်လဲတင့်မြတ်အောင်အလင်းအမြန်ပြုလောထို့သို့မပြုလျင် သူသည်တင့်ကိုတရားသူကြီးလက်သို့အနှံလိမ့်မည်တရားသူကြီးသည်လည်းတင့်ကိုမင်းမှုတန်းလက်သို့အပ်၍အကျဉ်းချထားလိမ့်မည်ထိုအခါတင်သည်ပေးဆောင်ရမည်ငွေကို အကုန်အစင် မပေးမချင်းထောင်ထဲမှ ထွက်ရလိမ့်မည်မဟုတ်ဟုသင်အားငါအမှန်ဆို၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း Law and Grace ပြည့်ညတ်တော်နဲ့ယေရှုတော်ကျွန်တော်တို့လက်ရှိမြတ်သောအယူဝါဒဟာပြည့်ညတ်တော်၏အကြောင်းကြီးပဲမပြောထားပါဘူးပြည့်ညတ်တော်တွင်တွဲပြီးယေရှုတော်အကြောင်းကိုလည်းပဲ ဖော်ပြထားပါတယ်ရှင်တွဲပြီးပြည်ညတ်တို့ရဲ့အကြောင်းကြီးပဲပြောမယ်ဆိုရင် လိုက်နာဖို့ဝန်တော်ဝန်မိုးအဖြစ် လေးလံလာတဲ့လွတ်လပ်ခြင်းကိုကန့်သက်တဲ့အရာတွေအဖြစ်ပဲမြင်ပြီးလူတွေကြောက်ရွံ့သွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီအရာတွေကိုထမ်းဆောင်နိုင်မှုဖြစ်ဆွတ်နိုင်မှုကျင့်ကြံအားထုတ်နိုင်မှုကျေးဇူးတော်ကလည်းတစ်ဖက်က လုံလောက်စွာပေးထားပါတယ်ဆိုတဲ့အချက်ကိုရှင်တွဲပြီးတော့ဖော်ပြထားတာတွေ့ရပါတယ် ဒါဟာဖျားစကားစာဟုတ်ဟုတ်အဟောင်းတစ်ခုနဲ့ကွာခြားချက်ပဲဖြစ်ပါတယ်အခုလက်ရှိဖျားစကားစာအုပ်ရဲ့ဒီဇိုင်းဟာဒီလိုပဲဖြစ်ပါတယ်ဒီနေ့သခင်စုပြောလာတာဒါပဲဖြစ်ပါတယ်ပါရမီတွေကျင့်နေနေမှာပါရီရှဲတွေကျန်တဲ့တွေထွက်မသာရင်ပုံမနဲ့ဆိုင်တဲ့ကျင့်ကြံအားထုတ်မှုမျိုးကို သူက တောင်းဆိုလာပါတယ်အဲ့ဒီအခါဒီချက်ကိုပဲ အသေးစိတ်ထပ်ပြီးရှင်းပြလာတဲ့သဘောရှိပါတယ်။ပါရမီတွေအကြောင်းပြီးတဲ့နောက်မှာပြည့်ညတ်တော်တွေလိုက်နာတဲ့အကြောင်းသူပြည့်ညတ်တော်တစ်ခုကိုဥပမာယူပြီးပေးထားတာ တွေ့ပါတယ်။လူသက်မသက်နဲ့ကိုယ်ညီကိုချင်းဒေါသတော်မထွက်နဲ့ဆိုတာဒေါသထွက်ခြင်းရအသက်သက်ဖို့လှုပ်ဆောင်ကြရဲ့အရင်ခံနှလုံးသားကစိတ်နှလုံးသားပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနှလုံးသားတွေကဖြစ်ဆွဖို့ဒီပြည့်ညတ်တော်ကို လုံးသားကတည်းကဖြစ်ဆွတ်တဲ့အဆင့်ထီအောင်ကိုရောက်ဖို့အတွက်သခင်သူကညွှန်ကြားနေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အပြည့်မဲ့သကလုံးတက်တဲ့သဘောမတက်နဲ့ဆိုမတက်နဲ့ဒါလောက်ဖြစ်ဆွတ်ဖို့တချို့အတွက်လွယ်ကောင်းလွယ်မယ်။ဒါပေမဲ့အတွင်းသက်ဒေါသတော်မထွက်နဲ့ဆိုတဲ့အဆင့်ထီအောင်ကို ဖြစ်ဆွတ်ဖို့တော့လူအာလုံးနည်းနည်းတို့ကခက်ခဲပါလိမ့်မယ်။ဒီခါမှာကျွန်တော်တို့ကဝန်ခံလာရပါမယ်။ရိုးရိုးသားသားနဲ့ ပါဝဝင်ခံမလဲဆိုရင်ပညာတို့တွေစောင့်ထိုင်းဖို့ကိုအားတစ်ခုတည်းနဲ့မလုံလောက်ဘူးကျင့်ဝတ်တွေကိုကျင့်ကြအားထုတ်ဖို့ကိုအားတစ်ခုတည်းနဲ့မလုံလောက်ဘူးကျေးဇူးတော်ကိုအမိပြုရမယ်ကျေးဇူးတော်ဆရာကကောင်းနာကိုလှုပ်ဖို့အတွက်ဝိညာဉ်တော်ရဲ့လက်ဆောင်တော်ပဲဖြစ်တယ်ဆိုပြီးကမှဩဂတ်စတင်ကမှကြာခဏပြောပြပါတယ်ဒါကြောင့်မလို့တရားတွေကိုပြန်ပြီးချုပ်ပြီးနားလည်ရမယ်ဆိုရင် ။တခင်စုလိုအပ်တဲ့တောင်းဆိုနေတဲ့အဆင့်ဟာတုံတုံအဆင့်မဟုတ်ပဲနှလုံးသားကနေလှုပ်ဆောင်တဲ့အဆင့်အထိအောင်ကိုတောင်းဆိုလျက်ရှိပါတယ်။ဒီလိုလှုပ်ဆောင်နိုင်ဖို့ကျေးဇူးတော်ကိုလည်းပဲလုံလောက်စွာပေးထားပါတယ်။အထူးသဖြင့်ဝိညာဉ်တော်ကို ပေးထားပါတယ်။ဝါတွင်ကာလဟာဝိညာဉ်တော်ကိုလက်ခံရရှိဖို့အတွက်တထူးတခြားပြင်ဆင်တဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်ဝိညာဉ်တော်ရဲ့ပေးလာတဲ့လက်ဆောင်တော်ချစ်ချင်းမြတ်တာကိုလက်ခံရရှိနိုင်ဖို့အတွက် အကောင်ဆုံးကိုယ့်ဘက်ကလည်းစူးစမ်းအထောက်ပြီးတော့ပြင်ဆင်ကြပါစို့ဖျားသခင်ဘုန်းတော်ကုန်းတော်ရှိပါစေ။